အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့လူတွေအသိများတဲ့ Bitcoin တို့ Tesla တို့ Nvidia တို့တို့ခေါ်တဲ့ story တဲ့ cryptocurrency တွေတဲ့ပိုကောင်းတဲ့လူမသိသူမသိ stock 3ခုအကြောင်းဖြစ်ပါတယ်တကယ်တမ်းက stock 3ခုမကဘူးကျွန်တော်ရှာထားတာຢာချီပြီးတော့ရှိပါတ အဲ့ဒီထဲမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့ store 3ခုကိုရွေးချယ်တင်ပြခြင်းဖြစ်ပါတယ်ဒီဗီဒီယိုမှာအပိုင်း3ပိုင်းရှိပါတယ်အခုဥစားပထမပိုင်းမှာနောက်ရက်တွေမှာကျွန်တော်နောက်ထပ်2ပိုင်းကိုထပ်ပြီးတင်ပြပါဒီဗီဒီယိုကြည့်တဲ့ပြည်တက်ကြီးကိုကျွန်တော်တခုဂရိတောင်းချင်တာဒီဗီဒီယို ပထမဗီဒီယို ကြည့်ပြီးဆိုရင်နောက်ထပ်ဗီဒီယိုနှစ်ခုကိုလည်းနောက်ရက်တွေမှာ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ကျွန်တော်တို့စိုးရိုးစကားရှိပါတ little knowledge is dangerous အသိပညာရတစ်ခုကိုအသိပညာနည်းနည်းလေးနဲ့နော်သိပြီးထင်ပြီးလုပ်တဲ့ဟာအလွန်အမြင်များပါ investment ကအမြတ်လဲအရန်ကြီးသလို ဆုံးရှုံးနိုင်ကြလေအရန်ကြီးပါဒါကြောင့်ကျွန်တော်ဗီဒီယိုတွေကိုကြည့်ပြီးတပိုင်းတစားနဲ့ investment မလုပ်ကြဘူးကျွန်တော်ပထမအဦးဆုံးအနေနဲ့တတိပေးလိုပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်က stock investment ဟာအရန်ကျယ်ပြန့်တယ်မြန်မာနိုင်ငံပြည်သူတွေကိုသိစေချင်တာကဘာမှာအ ਨੇ ဆုံး stock နိုင်ငံပေါင်းစုံက stock 9000လောက်ရှိပါတယ်အမေရိကန်တနိုင်ငံထဲမှာ stock 9000 8000လောက်ရှိပြီတကယ်ကဘာအကြီးဆုံး stock တွေအဲ့ဒီမှာရှိပါတယ်နိုင်ငံတစ်ခုရဲ့ GDP နဲ့ကြီးတဲ့ stock တွေရှိပါတယ်ဥပမာ Apple Store ဆိုရင်အီတလီတို့ကနေဒါတို့နိုင်ငံတွေစုစုပေါင်းကုန်ထုတ်စွမ်းအားတဲ့ Apple Store ရဲ့တန်ဖိုးကကြီးပါတယ် ဒါပေမဲ့ဒီမှာအခုတလောမှာလူတီများတဲ့ stock က Tesla တို့ Nvidia တို့ဒီ cryptocurrency ထဲမှာလဲ Bitcoin တို့ဆိုတဲ့ဟာတွေရှိပါဒါပြောလိုက်မြန်မာနိုင်ငံလူတွေလည်းသိကြပါဘာဖြစ်လို့လဲဆိုသူတို့ဒီအခုလောလောဆယ်မှာအရန်ဟော့နေတဲ့ access တွေပိုင်ဆိုင်မှုတွေဖြစ်လို့ပါ store တွေကောင်းတဲ့ store တွေမြတ်တဲ့ store တွေရွေးရတယ်ဆိုတာမလွဲပါဘူး तू ကဘာနဲ့တူလဲဆိုကျွန်တော်တို့ပြောရတယ်တကယ်ကြောက်ရိုင်းတုံးနေเนาะ ရှားတယ်လို့ရှားဖွေရတယ်လို့စီစစ်ရတဲ့ဟာနဲ့တူပါတယ်ကျွန်တော်ဒီမှာတကယ်ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာအကောင်းဆုံး stock 3ခုကို ရွေးပြီးကျွန်တော်တင်ပြပါပထမအောင်ဆုံး stock က rigidity ဆိုတဲ့ stock ဖြစ်ပါတယ်ဒီ stock က rigidity computing ဆိုတာခုနပြောတဲ့ chip တွေထုတ်တဲ့ဟာသူ့ရဲ့အတူကောက်က RGTI လို့ခေါ်ပါသူရဲ့မေလ28 2024မှာရှိတဲ့ stock တန်ဖိုးအနေအဆုံးတန်ဖိုးอ่ะ ်င့်ပြား90ဖြစ်ပါတယ်။အဲ့ဒီမှာဒေါ်လာတန်းပိုးဝယ်လိုက် stock စုစုပေါင်း1.3တန်းဖြစ်ပါတယ်။ယနေ့2025မေလ28မှာ73ဒေါ်လာပတ်ဝန်းကျင်ဖြစ်သွားပါတယ်။အဲ့ဒီကြတော့ဒေါ်လာတန်းကဒီနေ့မှာဒေါ်လာ14.9တန်းရှိပါတယ်။ရာခိုင်နှုန်းအဖြစ်1395ရာခိုင်နှုန်း return ရပြီဒီတစ်နှစ်အတွင်းမှာနော်။ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာတရတလချင်းဒေါ်လာ လာစဉ်တက်သမနှစ်တန်းဝင်တာ ਨੇ တူပါတယ်နောက်တစ်ခုက RGC RGC အတူောက်ခေါ်သူတို့ stock market ပေါ်မှာဆိုနာမည်တွေတူောက်ပဲခေါ်ပါတယ် Regional Bioscience သူကမေလ28ရက်နေ့မှာ10ဒေါ်လာလောက်ရှိတာနေပြီးတော့28ရက်နေ့မှာဒီနေ့ပြီးခဲ့တဲ့တရက်နှစ်ရက်တွင်28ရက်မေလ28 2025925ဒေါ်လာဖြစ်သွားတယ်ဒေါ်လာတန်ဖိုးဝယ်ထားမယ်ဆိုရင်ဒီနေ့မှာ ဒီ store ဒီဒေါ်လာဒီ store ကိုဒေါ်လာတန်တန်းမိုးဝယ်ထားမယ်ဆို82တန်းဖြစ်သွားမှာဖြစ်တယ်ပြန်ရတဲ့ယာဂိုင်နှုံးအနေနဲ့ယာဂိုင်နှုံးစုစုပေါင်း855ယာဂိုင်နှုံးဖြစ်ပြီးတော့ပြီးခဲ့တဲ့12လအတွင်းမှာတလာချင်းဝင်တဲ့ငွေဝင်ငွေကဒေါ်လာ6တန်းရှိပါနောက်တစ်ခုကအဲ့ဒါပြီးတော့နောက်တစ်ခုက new dex health ဆိုတာသူကမေလ28ရက်နေ့မှာ သူ့ရဲ့ဈေးက 3.68စင့်ချီပြီးတော့အခုချိန်မှာ169ဒေါ်လာရှိပါတယ်။ तू ကနည်းနည်းလေးရှုပ်ပါတယ်။ဇူလိုင်3ရက်နေ့မှာ तू က stock တွေကို reverse split လို့ခေါ်တယ်ပြောတယ်။ stock တွေကိုပြန်ပေါင်းလိုက်ပါ။ဒီ stock 10ခုပေါင်းမှ stock တစ်ခုပြန်ဖြတ်သွားပါတယ်။အဲ့ဒါအကြောင်းမလို့ तू ကတစ်ခုကို3.68ဖြစ်ပင်မဲ့ stock ကအရင်အတွက်ဝယ်တဲ့ဒေါ်လာတန်းမို့ဝယ်တဲ့ချိန်မှာတန်းချီမရပါဘူး။အဲ့ကြတော့အဲ့ဒီ stock က ဝယ်ထားမယ်ဆိုရင်ဒေါ်လာတန်တန်ဘိုးဝယ်ထားမယ်ဆိုရင်နောက်ဆုံးမှာဒေါ်လာ24တန်းတန်ပါမယ်ရာဂိုင်းလုံးအားဖြင့်2366ရာဂိုင်းလုံးရပါမယ်ပြီးခဲ့တဲ့တစ်နှစ်အတွင်းတစ်လကိုဒေါ်လာ2တန်းဝင်တဲ့ stock ဖြစ်ပါအဲ့ဒါနဲ့အတူတူ အောက်မှာကြည့်လိုက်ရင် Tesla ရဲ့ Nvidia ရဲ့ Bitcoin အဲ့ဒီအဲထဲမှာအမြင့်ဆုံးရတဲ့ဟာဒီပြီးခဲ့တဲ့ဒီတစ်နှစ်အတွင်းမှာ Tesla stock ပါဒေါ်လာ14000တလာချင်းဝင်ပါမယ် Nvidia တလာချင်းဒေါ်လာ18000ဝင်ပါမယ် Bitcoin ဝယ်ထားမယ်ဆိုရင်ဒေါ်လာ46000ဝင်ပါဆိုတော့ဒီသုံးခုထဲမှာကျွန်တော်တို့ရှင်းကြည့်လိုက်ရင်အခုနပြောတယ် RGC ဆိုတဲ့ stock ကအမြင့်ဆုံးပါဒုတိယအမြင့်ဆုံးကအမြင့်ဆုံးရတဲ့ stock ကနော် Newtex Health ဆိုတဲ့ဟာပါနောက်တတိယ အာဂျီတဲရဂတီယာအာကွန်ပျူတင်ဖြစ်ပါအဲ့ဒီမှာတကယ်ဒီပိုင်ဆိုင်မှု6ခုကိုเนาะကျွန်တော်တို့တခုကိုတသန်းဘူးနဲ့6သန်းဘူးဝယ်ထားမယ်ဆိုရင် အခုတစ်နှစ်ပြည့်တဲ့အချိန်မှာ အားလုံးဒေါ်လာ136သန်းဖြစ်သွားမှာပါအခုကျွန်တော်ပြောတဲ့ဟာတွေမယုံပါနဲ့ ကိုကိုတိုင်နော် Google Finance မှာသွားပြီးတော့ကြည့်လို့ရပါတယ်ခုနပြောတယ် RGTI နော် Rigetti Computing ကိုကျွန်တော် RGTI ဆိုပြီးတော့ RG RGTI Store ဆိုပြီးထည့်လိုက်ရင်တွေ့ရပါတယ်အဲ့ဒီမှာ1 year ဆိုတဲ့ဟာကိုဒီမှာတွေ့ရပါတယ်နော်အခုနဖြစ်သွားတဲ့ဈေးနှုန်းကြီးအဲ့ဒီမှာအခုလောလောဆယ်73တသမ5ပေါင်တယ်တခါအခုနကျွန်တော်တို့ပြောတယ်အကောင်းဆုံးရတဲ့ RGC Store အဲ့ကောင်လဲ RGC store ဆိုပြီးကျွန်တော်တို့ Google Finance မှာထည့်ပြီးတော့တနစ်စာကိုကျွန်တော်တို့ဒီမှာဈေးဘယ်လောက်တက်သွားလဲဆိုတာကြည့်လို့ရတယ်လို့ခုနပြောတဲ့ New Dex တနည်းအားဖြင့် NUTX ဆိုတဲ့ stock ကိုလည်းကြည့်လို့အဲ့ဒီလိုပဲကြည့်လို့ရပါဆိုတော့ဓာတ်တွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် stock 3ခုကလူအများသိတဲ့ Tesla တွေရောအရင် ဟော့ပါတယ်ဆိုတဲ့ Bitcoin နဲ့ရော အရန်ဟော့ပါတယ်ဆိုတဲ့ Nvidia တဲ့ကော အမျက်တွေအပုံကြီးပုံပါလေဆိုတော့အဲ့ဒီကြတော့ဒီ stock သုံးခုက investment လုံးတင်တာလားမလုံးတင်ဘူးလားဒါလို့ဈေးတက်ဈေးတက်တာနဲ့ investment တခုကလုံးတင်ပြီလို့ investment လုံးတင်ပြီလို့ဆုံးဖြတ်လို့ရလားဒီအကြောင်းတွေကို ကျွန်တော်တို့ဒုတိယပိုင်းမှာဆက်ပြီးပြောပါမယ်ကျေးဇူးတင်ပါ